Facebook server suddenly went down. Facebook server ရုတ်တရက် down သွားခြင်း Facebook server ရုတ်တရက် down သွားခြင်းမက်လ9ရက်နေ့မြန်မာစံတော်ချိန်ည9:50မိနစ်အချိန်လောက်မှစတင်ကမေရာကုမ္ပဏီ၏ online ဝန်ဆောင်မှု app များဖြစ်တဲ့ Facebook Messenger နှင့် Instagram အပါအဝင်မေရာ website များပါ server down သွားမှုကမ္ဘာတဝန်းတွင်ဖြစ်ပေါ်ခဲ့ပါသည်။အဆိုပါ app များကိုအသုံးပြုသူများမှ session expire ဆိုတဲ့စာရန်ပေါ်လာပြီးနောက် မလို့ရောက်လော့အောက်ဖြစ်သွားကဆက်လက်အသုံးပြုလို့မရတော့ကြောင်းပြောကြားမှုများကို တွေးခဲ့ရပါတယ်။အစာပိုင်းတွင်အသုံးပြုသူများဘက်မှနင်းတို့၏အကောင့်များဟက်ခံရပြီးထင်မှတ်ခဲ့ကြောင်းနှင့်အမျိုးမျိုးသောစိုးရိမ်မှုများအကြောင်းကိုမေတာ၏ပြိုင်ဘက် X Social Media မှာရေးသားနေတာကိုလည်းတွေ့မြင်နေရပါတယ်။ မဲရာအနေဖြင့်ယခုအချိန်တွင်သူတို့ရဲ့တရားဝင် website ကိုလည်းအသုံးပြုလို့မရသည့်အတွက်တရားဝင်ထုတ်ပြန်ချက်ကိုပြုလုပ်နိုင်ခြင်းတော့မရှိသေးပါဘူး။သို့တော်လည်းပြောရေးဆိုခွင့်ရှိသူ Andy Stone မှသူ၏ X ယခင် Twitter တွင်ကျောင်းတို့၏ဝန်ဆောင်မှုများသို့ဝင်ရောက်ရာတွင်လူအများအနေဖြင့်အခက်အခဲဖြစ်နေကြောင်းကိုကျွန်တို့သိရှိပြီးထိုကိစ္စကိုဖြေရှင်းလျက်ရှိပါတယ်လို့យေတာထားတာကိုတွေ့ရပါတယ်။တို့ရာတွင်မြည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်သည့်ပြန်လည်အသုံးပြုနိုင်ရန်အချိန်မီမျှကြာမြင့်မီကိုတော့ထည့်သွင်းဖော်ပြ ထားခြင်းမရှိခဲ့ပါ။ယခုလိုဖြစ်ပြီးတနာရီကြာတွင်အန်ဒီမှယနေ့အစောပိုင်းတွင်ဤပညာဆိုင်ရာရှုပ်ထွေးမှုအဖြစ်သုံးစွဲသူများအနေနဲ့ကျွန်တို့ရဲ့ဝန်ဆောင်မှုများကိုအတုံးပြုရန်အခက်အခဲဖြစ်ခဲ့ကြောင်းကိုတွေ့ရှိခဲ့ရပါတယ်။သုံးစွဲသူများအတွက်ဒီကိစ္စကိုအတက်နိုင်ဆုံးမြင်မြန်ပြန်လည်ပြင်ဆင်နိုင်အောင်ကြိုးစားလျက်ရှိပြီးအဆင်မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းအတွက်လည်းကျွန်တို့မှတောင်းပန်အပ်ပါတယ်လို့ရေးသားဖော်ပြထားခဲ့ပါတယ်။ ယခုအချိန်တွင် Meta ၏ online လုပ်ငန်းများဖြစ်တဲ့ Facebook, Instagram အစရှိတဲ့ social media များကိုအသုံးပြုလို့မရခြင်းမှာတုံးဆွဲသူတဦးချင်းစီအကောင့်ဟက်ခံရခြင်းနှင့် cyber တိုက်ခိုက်မှုမဟုတ်ပဲကမ္ဘာတဝန်းဖြစ်ပေါ်နေခြင်းမှာဘလို့ပဲဆိုဆိုပါယခုအရှုပ်ထွေးများဟာပြန်လည်ပြင်ဆင်ပြီးသွားခဲ့ပြီဖြစ်ပါတယ် Facebook server suddenly went down starting at 3:20 a.m. Greenwich mean time on March 5th social media apps of Meta Company, such as Facebook, Messenger, and Instagram, including the websites of it had gone down all over the world for non-specific reasons. Many users of these apps reported that they found they had been logged out after the message session expired appeared and were unable to get on Facebook and also had been refused to work at all on Instagram. The users expressed on X, Twitter, that they initially thought their account had been hacked or had a cyber attack. At this moment, Meta can't make an official statement because the server of their official website is also down. However, their spokesperson Andy Stone posted on his X account that we're aware people are having trouble accessing our services, he wrote. We are working on this now, but he didn't say how long it will take to get back. Roughly an hour after acknowledging the issues, Andy issued a statement saying, Earlier today, a technical issue caused people to have difficulty accessing some of our services. We resolved the issue as quickly as possible for everyone who was impacted and we apologize for any inconvenience. However, logging out problem and can't access to use Facebook and Instagram is not due to the hacking of individual accounts and cyber attacks, but all around world. Anyway, these issues have been now resolved.